တာမိမိလေးတို့အားလုံးပဲမင်္ဂလာပါရှင်စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့တတာမိမိလေးတို့အတွက်လီလီပန်းမင်္ဂလေးဆိုတဲ့ပုံပြင်လေးကိုပြပြပေးသွားမှာပါရှင်ကလေးတို့ရေဒီကဘာကြီးမှာရှိတဲ့ဆက်ချော်ရာကြီးထဲမှာတခြားကဘာတွေလည်းရှိသေးတယ်လို့ပြောရင်ယုံကြမှာလောက်ကွယ်မယုံလို့တော့မရဘူးကွယ် ။ဘာလို့လဲဆိုရင်တီတီစုခုပြောပြမယ်ပုံမြင်လေးကတခြားကဘာတစ်ခုကအကြောင်းမို့လို့ပါကွယ်။အဲ့ဒီကဘာလေးကတော့တခြားမဟုတ်ဘဲပန်းပွင့်ကဘာလေးပေါ့။နာမည်အတိုင်းပဲအဲ့ဒီကဘာလေးမှာပန်းတွေအများကြီးပူပွင့်ပြီးတကဘာလုံးပန်းမင်တွေပြည့်နေပါတယ်။ဒါပေမဲ့အဲ့ဒီကဘာလေးမှာရှိတဲ့ပန်းတွေကတာမန်ကလေးတို့မြင်နေကြပန်းတွေလို့မဟုတ်ဘူးကွ။ အဲ့ဒီဘန်းလေးတွေက လူတွေလိုပဲအသက်ရှိပြီးတော့သွားနိုင်လာနိုင်ရှိကြတဲ့အပြင်စကားလည်းပြောနိုင်ကြပါတဲ့ဒါကြောင့်ပဲအဲ့ဒီကဘာလေးကပန်းမွင့်ကဘာလေးဖြစ်နေတာပေါ့ပိုပြီးထူးဆန်းတာကတော့အဲ့ဒီကဘာလေးကို အုတ်ချုပ်သူကပန်းမွင့်လေးတွေဖြစ်နေတာပါပဲအဲ့ဒီကဘာလေးကိုအုတ်ချုပ်တဲ့ပန်းပွင့်ကတော့တစ်ခွာပန်းလေးတွေပေါ့ကွယ် အခုဆိုရင်လေ ခေါင်းဆောင်ဟောင်းတည်ဆုံးသွားပြီဖြစ်လို့ခေါင်းဆောင်တစ်အညီနဲ့တစ်ခွာဘန်းကလေးတပွင့်ကနန်းတက်ရတာပေါ့အဲ့ဒီတစ်ခွာဘန်းကလေးကတော့တစ်ခွာဘန်းနေတဲ့ကအလားဆုံးမျိုးနယ်ဖြစ်တဲ့ဒဇင်မန်းမျိုးနယ်တွေကဒဇင်ပေါ့ကွယ်ဒဇင်လေးနန်းတက်တဲ့ပွဲကအရန်ကိုစီကားလွတ်လာကြောင်းတကဘာလုံးပန်းတန်ကလေးတွေမှုေ့ပြန့်နေတာပဲကွယ် အဲ့ဒီလိုဒဇင်လေးရဲ့စီကားလာတဲ့နန်းတပွဲကြီးမှာ အထူးဧည့်သည်အနေနဲ့လာရတဲ့သူကတော့လီလီပန်းကလေးဖြစ်ပါတယ်။လီလီလေးကဘာဖြစ်လို့အထူးဧည့်သည်အနေနဲ့လာရလဲဆိုရင်တက်ခွာပန်းကလေးဒဇင်ရဲ့အချစ်ဆုံးတငယ်ချင်းမို့လို့ပေါ့ကွယ်။ဒဇင်လေးနဲ့လီလီလေးတို့ကတစ်ချိန်နဲ့တစ်နေရာထဲမှာမွေးဖွားခဲ့ကြပြီးအတူကြီးပြင်းလာကြတာကြောင့်တခြားသူတွေထက်ပိုတဲ့တန်ရုံးစဉ်တွေသူတို့မှရှိနေတာပေါ့။ ဒါကြောင့်ပဲသစဉ်လေးရဲ့နန်းတက်ပွဲမှာဒီလီလေးကအထူးအသည်အနေနဲ့တက်ရောက်ရတာပေါ့ကွယ်ဒီလီလေးနဲ့သစဉ်လေးတို့ကငယ်တငယ်ချင်းတွေဖြစ်တာကြောင့်သစဉ်လေးကလီလီလေးကိုအယမ်းချစ်ပါတဲ့တဲ့သူအတွက်တငယ်ချင်းဆိုတာကလည်းလီလီလေးတယောက်ပဲရှိတာဖြစ်လို့လီလီလေးရဲ့စမ်းနာမှန်သမျှကိုသစဉ်လေးကဖြည့်ဆည်းပေးသည့်ရှိတာပေါ့ဒီလိုနဲ့ပဲနန်းတက်ပွဲကအောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါတယ် ကလေးတို့ရေပန်းမွင့်ကဘာလေးမှာရိုးရာတစ်မျိုးတော့ရှိပါတယ်အဲ့ဒါကတော့ထီးနှံကိုဆက်ခံပြီးတဲ့ပန်းမွင့်ကလရောင်အောင်มาနေပြီးအလှဆုံးပွင့်လန်းကြတာပါပဲပြောရမယ်ဆိုရင်လရောင်ဖြာကြနေတဲ့ကြောင်တုံးကပန်းမွင့်လေးတွေရဲ့ပလင်နေရာပေါ့ကွယ်ဒါကြောင့်ဒဇင်လေးလဲကြောင်တုံးလေးပေါ်မှာနေပြီးအလှဆုံးပွင့်လန်းနေတာပေါ့ကိုယ်တိုင်ကဒဇင်ဖြစ်လို့နှနေတာကတကြောင် ပန်းရည်နဲ့လေးကတစ်မျိုးနဲ့ကိုပေါ်ဖြာကြနေတယ်လရောင်လေးကလည်းတဖုံးဆိုတော့လှလိုက်တာမှမြင်းသူတကာကိုဆွဲဆောင်နိုင်လောက်တဲ့အထိပါပဲဒဇင်လေးကခေါင်းဆောင်ဖြစ်သွားပြီဆိုတော့လီလီလေးလည်းတရက်မှာတော့လီလီလေးကအတွေးတစ်ခုဝင်လာပါတယ်အဲ့ဒါကတော့တခြားမဟုတ်ဘဲဒဇင်လေးလိုမျိုး တကဘာလုံးကိုအုပ်ချုပ်ရတာဘလို့ခံစားချက်လဲဆိုတာသိကျင်လာတာပါပဲ ဒါကြောင့်ပဲလီလီလေးလည်းမှိုင်ထွေထွေဖြစ်နေတာပေါ့ကွယ်လီလီလေးညှိုးနေတာကိုမြင်တဲ့ဒဇင်လေးကအချောင်းရင်းကိုမေးကြည့်တာပေါ့လီလီလေးလည်းအချောင်းဆုံကိုပြောပြရှာပါတယ်ဒီခါမှာဒဇင်လေးကတခြားပန်းမွင့်တွေအလုံးကိုစုယုံစားလိုက်ပါတယ်တခြားပန်းမွင့်တွေရောက်လာချိန်မှာတော့ဒဇင်လေးကဒီနေ့ကစပြီးကျမနဲ့လီလီနဲ့ဒီကဘာကြီးကိုအတူတူအုပ်ချုပ်မယ် ဒါကြောင့်လီလီက ကျမဘေးနာလေးကလာရောက်ကြရနေရမှာအတူတူပွင့်လန်းဆိုးဆန်ပါမယ်ဒီကဘာကြီးထဲမှာရှိတဲ့ပန်းပွင့်အားလုံးရဲ့ကျမရဲ့လီလီနဲ့စိုးဆန်ခြင်းနဲ့ဆန္ဒကို နားလည်ပေးကြပါလို့ကြော်ညာလိုက်တာပေါ့။ဒဇင်လေးရဲ့ကြော်ညာချက်ကိုကြားတဲ့အခါမှာတခြားပန်းပင်လေးတွေကတော့ဝိုင်းပြီးတော့ဝေဖန်ကန့်ကွက်ကြတာပေါ့။ဒါပေမဲ့လည်းဒဇင်လေးကသူ့ကြင်ညာချက်ကို အမိတ်အနေနဲ့ပြောင်းထုတ်လိုက်တာပေါ့။ တငယ်ချင်းဖြစ်သူက သူ့အတွက်ကဘာတဝက်ကိုတောင်ခွဲပေးနိုင်တာကိုသိလိုက်ရတဲ့လီလီလေးကတော့တငယ်ချင်းအပေါ်အာနာစိတ်ဖြစ်နေမိပါတယ်။ဒီလိုတငယ်ချင်းမျိုးရထားတာကြောင့်ပျော်လဲပျော်တာပေါ့ကွယ်။ဒါနဲ့ပဲလီလီလေးကဒဇင်နဲ့အတူတူ လာရောင်အောက်မှာပွင့်လန်းခွေရလာတာပေါ့။တရက်မှာတော့သူတို့ကဘာကျူပေါ်ကိုအာဂါဒရင်ပြကြမှုနဲ့အတူ လူတယောက်ရောက်သွားပါတယ်။ အဲ့ဒီလူကပန်းမွင့်ကဘာကြီးကိုကြည့်ပြီးအံ့ဩနေတာပေါ့ကွယ်ကဘာတစ်ကထူဆန်းလို့အံ့ဩရတယ်ဆိုပေမဲ့လည်းအိမ်တော့ပြန်ရမှာဖြစ်တာကြောင့်သူ့ရဲ့အာဂါဒယင်လေးကိုပြန်ပြင်နေပါတယ်ပြင်ရင်းနဲ့ပဲလရွေနှစ်တွေကုံဆုံးသွားတာပေါ့ကွယ်ဒါပေမဲ့လည်းအာဂါဒယင်လေးကတော့ပြန်ကောင်းသွားပါတယ်ဒီချိန်မှာအဲ့ဒီလူကအတွေးတစ်ခုဝင်လာတယ်ကွယ် အဲ့ဒါကတော့ကဘာဂျိုလိုမျိုးအပင်တွေရှိပြီးတက်ရှိတွေနေထိုင်နေတဲ့ဂျိုရှိတာကို ပြဖို့တက်တည်ယူဖို့ပါပဲတခြားတက်တွေကလည်းမထင်မရှားဆိုတော့အဲ့ဒီလူကပန်းမီကိုပဲယူဖို့ဆုံးဖြတ်လိုက်တာပေါ့ဒါပေမဲ့ကလေးတို့ရဲ့လူတွေရဲ့တဘာဝကအကောင်းဆုံးဆိုတာကိုပဲလူကျင်ကြတာလေအခုလေအာဂါဒရင်မူကြီးကအကောင်းဆုံးအလားဆုံးဆိုတဲ့ပန်းပွင့်ကြီးကို ယူဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ် ဒါကြောင့်ပဲအာဃာတရင်မှုကြီးလဲဟိုသွားဒီသွားနဲ့ပတ်ရှာတာပေါ့ဖြစ်ချင်တော့အာဃာတရင်မှုရောက်နေတဲ့နေရာကလီလီလေးနဲ့ဒဇင်သေးတို့အနားယူတဲ့ကြောက်ဆောင်နဲ့တိတ်မဝေးဘူးကွအာဃာတရင်မှုကြီးလဲဟိုဟိုဒီဒီသွားရင်းနဲ့လီလီလေးတို့နားကိုရောက်လာပါတယ်ဒီလို သူတို့နားရောက်လာတဲ့အာဃာတရင်မှုကိုရိုးရံရှိတဲ့လီလီလေးကတွေ့သွားတာပေါ့ကွယ် လီလီလေးလည်းဟိုနားကတက်ရှိကခြေထောက်နှစ်ဖက်လက်နှစ်ဖက်နဲ့ပါလားခေါင်းကလည်းလုံးနေဒါကသမိုင်းတွေထဲမှာပါတဲ့လူသားဆိုတာဖြစ်မယ်ငါတိတဲ့လောက်ဆိုရင်လူသားတွေကအလားဆုံးအရာကိုကြိုက်ကြတယ်ဆိုတဲ့သူကြည့်ရတာပန်းမင်တပင်ကိုရှာနေပုံပါပဲဒါပေမဲ့ဒီနေရာမှာလရောင်ကြောင့်ငါနဲ့တစဉ်ကအလားဆုံးဖြစ်နေတာ မဖြစ်ဘူးမဖြစ်ဘူးသဇင်လေးကိုအထိလိုက်ခံလို့မဖြစ်ဘူးလို့တွေးမိတာပေါ့သူအဲ့လိုတွေးနေချိန်မှာပဲအာကာသရင်မူကြီးကသူတို့နှစ်ယောက်ကိုလှမ်းမြင်လိုက်ပါတယ်ဒါကြောင့်ပဲအာကာသရင်မူကြီးလည်းလီလီလေးတို့တွေကတပင်ကိုယူမယ်လို့တွေးလိုက်ပြီးလီလီလေးတို့နားကိုရှောက်လာတာပေါ့လီလီလေးလည်းအကြံကုန်အောင်ထုတ်ရရှာပါပြီအာကာသရင်မူကြီးသူ့နားရောက်လာချိန်မှာပဲ လီလီလေးကအကြံတစ်ခုရသွားပါတယ်။အဲ့ဒါကတော့လရအောင်မှာ အလားဆုံးအနေထားနဲ့ပွင့်လန်းနေဖို့ပါပဲ။ပြောရမယ်ဆိုရင် သူ့ကိုယ်သူစည်းခံမယ်ပေါ့ကွယ်။စည်းခံနေဆိုတာအသက်ပါပြီးပြီးအနစ်နာခံတာကိုပြောတာပါကလေးတို့ရဲ့။ဒါနဲ့ပဲလီလီလေးလည်းအကြံအတိုင်းအလားဆုံးပွင့်နေလိုက်တာပေါ့။ အနားရောက်လာပြီးမှလင်းကြီးလေးရဲ့အလှကိုထင်ထင်ရှားရှားမြင်လိုက်ရတဲ့အာဂါသရေမူကြီးကလည်းလင်းကြီးလေးရဲ့အကြံအတိုင်းပဲလင်းကြီးလေးကိုယူဖို့အတွက်တွေးလိုက်တာပေါ့ဒါနဲ့ပဲလင်းကြီးလေးရဲ့ရိုးရံအောင်မြေကြီးတဲကအမြင့်ကိုစတူးပါတယ်အဲ့ဒီအခါမှာလီလီလေးက သူ့အတွက်အနစ်နာခံမှန်းသိတဲ့ဒဇင်လေးကတော့လီလီလေးကို မလိုက်သွားဖို့သူပိုလှတယ်ဆိုတာသူပြနိုင်ကြောင်းအချိန်မီကြောင်းပြောရှာပါတယ်ငိုလဲငိုတာပေါ့ကွယ်ဒါပေမဲ့လီလီလေးကတငယ်ချင်းနေရငါအတွက်နဲ့နေ့ရကဘာကြီးကိုတချမ်းစီလုပ်ခဲ့တာအမှန်ဆိုရင်ငါတို့လီလီပန်းတွေကခေါင်းဆောင်ဘလို့မှမဖြစ်နိုင်တဲ့ပန်းတွေပဲဂျေဇုတင်ပါရဲ့ ငါဘဝကို သူများနဲ့မတူအောင်ဖန်တီးပေးခဲ့လို့လို့ပြောလိုက်တာပေါ့အဲ့ဒီလိုနှုတ်ဆက်ပြီးချိန်မှာပဲအာကာသရင်မူကြီးကလီလီကို ဆွဲနှုတ်ပစ်လိုက်ပြီးမို့လီလီလေးလည်းတိတ်ဆုံးသွားခဲ့ပါတယ်အာကာသရင်မူကြီးလည်းသူ့လိုချင်တာရပြီဆိုတော့ရင်စီကိုပြန်ပြီးကဘာကြိုကို ပြန်လာလိုက်တာပေါ့ကွယ်လီလီလေးမရှိတော့တာကြောင့်အဖော်မေသွားတဲ့သစင်လေးကတော့အကြီးအကျယ်ကိုငိုကြွေးပါတော့တယ် ဒီတိုင်းဆိုအရန်လာတဲ့သင်းလေးကငိုရလွန်းလို့အလှတွေပြက်ပြီးညှိုးတောင်ညှိုးသွားသေးတယ်ကွ။ဒါပေမဲ့လည်းသစင်လေးကဘလောက်ပဲဝမ်းနေနေနေလီလီလေးအတွက်တော့တခုခုတော့ပြန်ပေးခဲ့ကြမှာတဲ့။ဒါကြောင့်အကြံထုတ်တော့တာပေါ့။နောက်ဆုံးမှာတော့အကြံတခုရသွားတယ်ကွ။အဲ့ဒါကတော့လီလီပန်းမျိုးနွယ်ကိုကဘာတကွက်ခွဲပေးလိုက်ဖို့ပါပဲ။ တစဉ်လေးလည်းအကြံအတိုင်းပဲပန်းမွင့်ကဘာကြီးကိုနှစ်ပိုင်းပိုင်းလိုက်ပြီးတစ်ပိုင်းကို လီလီပန်းတွေကို ပေးလိုက်တော့တာပေါ့အဲ့ဒီလိုမျိုးအယန်းတံမိုးကြီးတဲ့လက်ဆောင်ကိုရလိုက်ကြတော့လီလီပန်းလေးတွေကအယန်းကိုပျော်ရွှင်သွားကြတာပေါ့ကွယ်ပြီးတော့အဲ့ဒီလိုဆုလက်ကြီးကလည်းလီလီလေးရဲ့စတဲ့ခံမှုကြောင့်ရလာခဲ့ကြတာဆိုတော့တခြားလီလီပန်းလေးတွေကလီလီပန်းလေးအတွက်တမိုင်းကြောင်တစ်တစ်ခု ရေးထိုးပေးခဲ့ပါတယ် ြီးတော့အမြဲတမ်းလေးလီလီလေးကို အမှတ်ရရင်နေထိုင်သွားတော့တာပေါ့ပြီးတော့အဲ့ဒီလိုအနစ်နာခံမှုကြောင့်ပဲပန်းမွင့်ကဘာကလီလီလေးကိုမုန်းတဲ့သူတွေကစိတ်ပြောင်းသွားပြီးမုန်းခဲ့မိတာတွေအတွက်နောင်တရကြပါသေးတယ်အေးလေနော်သူတို့ကမမုန်းတဲ့သူကိုမုန်းမိကြပြီတာကိုနောက်ပိုင်းမှာတော့ဘယ်ပန်းမစိုးပန်းမျိုးစားတိုင်းကတင့်တင့်စွာနဲ့ပဲနေထိုင်သွားကြပါတော့တယ် ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ရေပုံမြင်လေးကိုနားထောင်ပြီးပြီဆိုရင်တော့ကလေးတို့လည်းပုံမြင်တဲ့ကလိုမျိုးတငယ်ချင်းချင်းချင်းရိုင်းမင်းကူညီဖို့ပြီးတော့ကို့အဘော်ကျေးဇူးရှိသူအတွက်ဆိုရင်အသက်ပေးဖို့တော့ဝင်မလေးကြဖို့တတိရကြပါကွယ်ပုံမြင်လေးတဲ့ကလိုပဲ တခါတလေမှာကိုတယောက်ရဲ့အနစ်နာခံမှုကြောင့်ကိုရဲ့တဆွေလုံးတစ်မျိုးလုံးကောင်းကျိုးခံစားသွားရတာမျိုးတွေရှိတယ်ကွယ် ။ဒါကြောင့်ပဲကိုကိုကိုစွန့်လွတ်အနစ်နာခံတဲ့ရင်အနစ်နာခံပြီး ကိုရဲ့လူမျိုးကောင်းမှုအတွက်စူးစမ်းရမယ်နော်။ဒါမှလည်းကိုပိုင်သမိုင်းကို အကောင်းဆုံးအလှဆုံးဖြစ်အောင်ရေးထိုးနိုင်မှာကွ။ ကလေးတို့တွေလည်းအလှပဆုံးကိုပိုင်သမိုင်းကြောင်းလေးတွေပိုင်ဆိုင်နိုင်ကြပါစေ လို့တီတီစုကဆုတောင်းပေးလိုက်ပါရနော်။နောက်နေ့တွေမှာလည်းတတမီမီတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့တီတီစုရဲ့ Storybook for Baby TikTok Channel လေးကိုလည်း Follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလည်းတိတ်ထားပေးကြပါဦးနော်။